အလှမေတရားရဲ့အရေးချင်းရှိပဲနဲ့မစ်ပြိုင်ပွဲကိုဝင်ပြန်လို့လူပြောများနေခင်နာဆိုးနဲ့ဇော်ဝိုင်းဝင်းထိန်ခုချိန်မှာတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာမျိုးသမီးတွေဖြစ်ချင်တာကအနာမေပါဒါအလင်းမိနစ်ကပြီးခဲ့တဲ့နှစ်တွေအတွင်းမှာမြန်မာနိုင်ငံမှာအလှမေတွေကတော်တော်လေးကိုနာမည်ကြီးအောင်မြင်သွားခဲ့ရဖြစ်ပါတယ်အထူးသဖြင့်ဒီနေ့လေးတဲဆင်ငိမ့်စားတဲ့အလှမေတွေဟောဝဝက်ကွဲအောင်အောင်မြင်တာချမ်းသာကြွားတဲ့ဘဝကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်တဲဆင်ငိမ့်ဆိုရင်လည်းရုပ်ရှင်မင်းမီဖြစ်သွားပါပြီဒါပြင်မစ္စတာဖြစ်နာမည်ကြီးရှင်ဆိုင်တွေက promotion ပွဲတွေတက်ခါ ဝင်ဝင်ကောင်းနေရပါဒါကြောင့်လည်းလူတိုင်းလူတိုင်း miss ပြိုင်နေနေကြတာဖြစ်ပါတယ်အခုတစ်ခါမှာတော့ miss ပြင်ပြိုင်နေတာကဆိုတော့ခင်ရထားဆိုတဲ့ဇူလိုင်ဝင်းထဲဖြစ်ပါတယ်ခင်ရထားဆိုတဲ့ဇူလိုင်ဝင်းထဲတို့ဟာတော့ကြိုက်နေကြတဲ့ဆိုတော်တွေဖြစ်ကခုတစ်ခါမှာတော့ miss ပြန်ဝင်ဝင်ပြိုင်နေရပါခင်ရထားဆိုက miss river ဘကုံးဝင်ပြိုင်နေတယ်လို့ဇူလိုင်ဝင်းထဲကလည်း miss river မိထီလာဝင်ပြိုင်နေရပါလူတွေကတော့ခင်ရထားဆိုတဲ့ဇူလိုင်ဝင်းထဲတို့ဟာဘယ်လိုကြည့်ကြည့် miss ရောမပေါက်ပဲအကျိုးမြတ်တစ်ခုကိုမျှော်ကောက miss ဝင်ပြိုင်နေကြတဲ့ပုံမှာလူတွေကဝေမျက်မှုတွေပြင်းထန်နေရပါ ို့ဖြစ်တော့နိုင်ငံကစံပြူရမယ့်အလှမေတွေဟာစံပြူရမယ့်အလှတရားရှိဖို့လိုအပ်တာဖြစ်ပါတယ်ဒါပေမဲ့လည်းဇူလိုင်ဝင်ထင်တဲ့ခင်တာဆိုတော့တို့ရဲ့နှုပညာလမ်းကြောင်းမှာနေရတနေရပုံပုံမြင့်မအောင်မင်းစိုးရင်မရှိမနဲ့ပေါ်မှာလူတွေကဝေဖန်နေကြတာပါပြည်သက်တွေကရောဇူလိုင်ဝင်ထင်တဲ့ခင်တာဆိုတော့မင်းစိုးတွေပဲဝင်ပြိုင်ကြတဲ့ပုံမှာဘယ်လိုပြင်ဆင်လဲဆိုတာပြောသွားကြပါအောင်ရှင်